ိုက်နေတဲ့အချိန်မှာအမေကကိုညိုကဒီနေ့တူတူအလုပ်လေးတစ်ခုယူလုပ်ချင်တယ်ဆိုတော့ကျွန်တော်ကိုပြောပြလာတာနော်ပြီးတော့ဆက်အကြောင်းနေပါလေဗျာဒီနောက်ပြီးတော့နည်းနည်းကြာမှာဆက်အကြောင်းပြောခါကြောင်းအာကျွန်တော်ကြိုက်တယ်ကျွန်တော်ရိုက်စင်တယ်ကျွန်တော်ကိုညိုကိုညိုကားကြီးကျွန်တော်လည်းကြိုက်တယ်ကျွန်တော်ကိုညိုနဲ့အလုပ်တူတူလုပ်ချင်နေကြပြီဆိုတော့ပထမဆုံးခိုက်ဖြစ်တဲ့ကားလေးပါအခုဒီထဲမှာမင်းမရှိနေတယ်လေမင်းကလည်းတူတူရှိနေလေနိ ဒီနေ့တူရအလုပ်တစ်ခုလုပ်ချင်တယ်ဆိုတော့ surprise ပေါ်မှာရတော့ပျော်ပါတယ်။ရဲအဲ့ချိန်မှာတော့ကိုယ့်ကိုလည်းခေါ်ယူပါရ။တကယ်လက်တွေ့ဆန်တဲ့ဟာကိုပြန်ပုံဖော်ရတဲ့အခါမှာအများကြီးပါပဲ။အာဘယ်လိုပြောရမလဲ။ဟိုဒီဒီပေါ့နော်။ကျွန်တော်တောင်းရင်ကြီးရယ်ဒီကပန်ဒမစ်ဖြစ်နေတဲ့အချိန်တော့တူမှာဖြစ်တဲ့အရာကြီးဖြစ်တဲ့အတွက်လို့ပြောရမလဲ။ဖုန်နေမှရမယ်ဗျာ။ဇလန်းဇက်ကွက်ကလည်းစီနေမှရအောင်။ မဟုတ်ဘူးဆိုရင်အခုဖြစ်မှာပိသက်တွေအားလုံးကလည်းဟိုအမြင်ကျေလာပြီလည်းအမှားမခံဘူးအဲ့တော့ကျွန်တော်အားလုံးအတွက် team တစ်ခုလုံးအတွက်တာဝန်ကြီးတယ်ติวไม่พาก็ติวมาพาก็ติวเอาละ ။ငါအိတ်ပြောသွားတာ။စကားတော့အဲကျွန်တော်ကြီးရိုက်နေချိန်မှာမေယာကိုညိုကငွေတူတူအလုပ်လေးတစ်ခုယူလို့ရှိနေဆိုတော့ကျွန်တော်ပြောပြလာတာ။ပြီးတော့ဆက်အကြောင်းနေပါတယ်ဗျာ။တဖြည်းနောက်ပြီးတော့နင်းနေကြမှာဆက်အကြောင်းပြောခါကြောင်းအာကျွန်တော်ကြိုက်တယ်ကျွန်တော်ရိုက်ရှင်တယ်ကျွန်တော်ကိုညိုကိုညိုကားကြီးကျွန်တော်လည်းကြိုက်တယ်ကျွန်တော်ကိုညိုနဲ့အလုပ်တူတူလုပ်ချင်နေကြပြီဆိုတော့ပထမဆုံးခြိုက်ဖြစ်တဲ့ကားလေးပါ။အခုဒီထဲမှာမမရှိနေတယ် ငါတို့လည်းတူတူရှိနေရဲ့လေညီမလေးကျွန်တော်ကင်းရိုက်တဲ့ producer တွေနဲ့လည်းတည့်ရဲ့အခါကျတော့လာရှိတလားလေอ่ะလာလေနဲ့လာလေနဲ့ဟောဘယ်ဟောလဲဒီနေ့တူရဲ့လှုပ်တစ်ခုလှုပ်ချင်တယ်ဆိုတော့ surprise ပေါ်အမရဲ့တော့ပျော်ပါရဲ့ရဲအဲ့ချိန်မှာတော့ကိုယ့်ကိုယ်လည်းခေါ်ယူပါရဲ့ဒီကားလေးမှာအကောင်းဆုံးကြိုးစားထားပါရဲ့အမှားနဲ့အောင်အကောင်းဆုံးကြိုးစားထားပါရဲ့အဲ့အတွက်ကြောင့်မပါဝါအမားအမားပါဝါရေးဆိုရင်လေခုလိုပြပါလို့ ဒီထက်ကောင်းအောင်လည်းအားကြီးကြိုးစားပါအောင်လေလို့ကြွားလာခဲ့အေဘရိတ်ကအားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်ကျွန်တော်ဒီကောင်မှယုံကြည်ပြီးတော့နေရာပေးရဲ့ကိုညိုဝင်းလေကိုလည်းကျွန်တော်ကအထူးကျေးဇူးတင်ပါတယ်ဒီညောင်းထွက်ရဆိုတာတကယ်ကျွန်တော်တို့ကိုဗစ်အချိန်ကာလတွေကကျုံရရဲ့အလုံးဒီမှာနိုင်ငံလုံးကိုကျုံရရဲ့ဒီတကယ်ပန်ဒမစ်အချိန်တော့တွေမှာ ရှိတဲ့အရာပေါ့နော် reality ရဲ့အရာပေါ့အဲ့ဒါကိုအဲဒီလိုအချိန်မှာပြန်ပြီးတော့အဲတကယ်ရှိခဲ့ရတာတကယ်ဖြစ်ခဲ့ရအောင်ပြန်ပြီးပုံဖော်တာဖြစ်တဲ့အတွက်အဲဒီကားလေးကထူးကြပါတယ်တကယ်လက်တွေ့ဆန်တဲ့ဟာကိုပြန်ပုံဖော်ရတဲ့အခါမှာအများကြီးပါပဲအဲဘယ်လိုပြောရမလဲဟိုဒီဒီပေါ့နော်ကျွန်တော်တာဝန်ကြီးရတကယ်ပန်ဒမစ်ဖြစ်နေတဲ့အချိန်တော့တမှာဖြစ်တဲ့အရာကြီးဖြစ်တဲ့အတွက်ဘယ်လိုပြောရမလဲ ထုတ်နေမှရမယ်ဗျာဇလန်းဇက်ကွက်ကလည်းစီနေမှရမဟုတ်ဘူးဆိုရင်အခုခေတ်မှာပိတ်သက်တွေအားလုံးကလည်းဟိုအမြင်ကျေလာပြီလေအမှားမခံဘူးအဲ့တော့ကျွန်တော်အားလုံးအတွက် team တစ်ခုလုံးအတွက်တာဝန်ကြီးခဲ့ပါတယ်အဲ့တာဝန်တွေအကုန်လုံးဟိုဟာပုံညွှန်ပေးယူပါတယ်ဇလန်းအရာကတော့ကျွန်တော်တို့ကတော့ဒီစကားကိုပုံဖော်တဲ့အခါမှာပါပူပေါင်းအောင်ဘယ်လိုလုပ်အောင်လဲကိုညိုရဲ့ expression အောက်ကပဲသွားတာသူကြရဲ့ reality ကိုပြန်ပြီးတော့ပုံဖော်ထားတဲ့ ပန်ဒမစ်အချိန်မှာဖြစ်ပျက်တတ်တဲ့အရာတွေကိုအကျိုးအဲဂျာရီကဒီကျိုးရှိသွားတဲ့လူတွေကြောင့်ရိုက်ထားတာလေးကျွန်တော်တော့မလွတ်လောက်မလွတ်ဝက်လောက်ဆက်ပိတ်သက်တွေကိုဆက်ဖို့စကားထွက်လာရင် ကြည့်လိုက်ကိုထွန်းရဲ့မယုံရသူရဲ့ညာအများဆုံးဆုံး သိဘူးမမဘာမသိဘူးမမဘာမသိပါအောင်လားငါအိပ်ပျော်သွားတာမင်းရဲ့လူတွေကအဆူကြီးပါရဲ့တော့ဒါသူ့ရဲ့ဖမောင်းဆုံးကားလို့ပြောတယ်ဒါပေမဲ့မင်းကြီးပါရဲ့တော့ဘာဖြစ်လဲဒီပထမကားလို့ခင်ရအောင်သူစူးစမ်းထားတယ်ပထမကတော့ကြိုးစရာမလိုဘူးဒီနေ့လို့ရောစတက်စင်ဖြစ်အောင်သူကအရင်လူငယ်လူပဲနေရဲ့ မီဘူလိုပဲနေရယ်အဲ့လိုမမေရအခန်းလေးရာတကားလုံးအမှတ်ရစရာပါအာမမေရအခန်းရေလို့ထုတ်ပေါ်မပြောပါဘူးကျင်တဲ့ကားရည်လို့မဟုတ်တဲ့အတွက်ကျွန်တော်လည်းတောင်းရင်တောင်းရင်ကြီးပါအဲ့ယူဘာမှမပြောပါဘူးစကားလေးထွက်လာရင်ကြီးပါဟုတ်ပါအောင်ဖို့ပါဘာဒါတော့ထရီလာဖြစ်တဲ့အတွက်တရေကဖြစ်တဲ့အတွက်ကိုညူဖြစ်တဲ့အတွက် ဒီဟာကြီးကတော့တွင်းပါနေပါတယ်။ဒါတွေကလည်းပိသက်တွေကိုညုပိသက်တွေအများကြီးရှိတယ်။ဒီ vibe ကိုကြိုက်တဲ့ဒီ star ကိုကြိုက်တဲ့ကျွန်တော်လည်း area တက်ရောက်ပါ။အဲ့တော့ခါကျောင်းထုံးစံနိုင်ဒါကတော့ထူးဆန်းမဟုတ်ဘူး။ဒီ vibe ဒီဒီဟာကြီးကကိုညု vibe အဲ့ဒီကလည်းဒီ vibe ကိုကြိုက်လို့လည်းကျွန်တော်ကိုညုနဲ့လက်တွဲတက်ရောက်ပါကျွန်တော်အစအရတင်းမကြောက်တော့လူလည်းမကြောက်ဘူးကျွန်တော်တိတ်မကြောက်ပါတင်းမကြောက်တော့ဘူးတစ်ခါလည်းအချောက်မခံဘူးလို့နေပါပါ လက်တွေ့ကြကြပြောမယ်ဆိုရင်တော့တရေထက်လူတော့ဘူးကြောက်ဖို့ကောင်းတယ်ပေါ့ကြောက်ကြောက်လို့ရာကြောက်နေရတယ်တရေကမြင်မြင်မှုလားအမမြင်မှုလားအမောမြင်မှုလားမြင်မှုကျွန်တော်လည်းမြင်မှုဒါပဲလေဒါပေမဲ့ကြောက်တဲ့သူကကြောက်အဲ့တော့လေတော့အပြစ်ပြောလို့ရောမရဖြစ်ပါဘူးတရေကြောက်ဖို့ကောင်းတဲ့သူတွေကြောက်ဖို့ကောင်းတဲ့သူတွေကြောက်ဖို့ကောင်းတဲ့သူတွေအကုန်လုံးကကျွန်တော်ပြင်ကြောက်တယ်ဘယ်လိုလုပ်အောင်ကျွန်တော်ယူကြည်ထားတဲ့အရာကြောင့်ဒီပေါ့နော်ဒီပြလောက ်ဒီဝိညာဉ်ကစွန့်ရင်တစ်ခုရယ်သူကစိတ်စွန့်ရင်ခန္ဓာကိုယ်ကြီးမရှိတော့ဘူးဒါပေမဲ့စိတ်စွန့်ရင်တစ်ခုရှိတယ်အဲ့စွန့်ရင်ကကြီးမားလာတဲ့အမျှသူတို့မှာပါဝါအဲ့လိုမျိုးရှိလာတယ်ပြောရုပ်ကြီးရယ်ဒါပေမဲ့ကိုကြောင်ဆုံးသွားရတယ်မဟုတ်ဘူးကွာဥမာတကယ်တရေရှိရပေါ့ဒီဒီမှာထောက်ရကိုကြောင်ဆုံးသွားရတယ်ပေါ့ကိုနဲ့လည်းဘာရင်လုံးဝမရှိပဲတရေကဘာလို့ကိုထောက် reason တခုပဲရှိတယ်ဗျာသူအမျှတန်းလို့ရတယ်ဒါမှမဟုတ် attention လို့ရတယ်ဒါပဲရှိအမျှတန်းလို့ရတယ်အမျှတန်းပေးလိုက်ပေါ့ဘာလို့ဟိုဟာဖြစ်တော့ ော်တခါမှ၆မခံရဘူး၆လေးခိုင်းတိုင်းကျွန်တော်မသိတဲ့အချိန်တွေအများကြီးတေးရတာစိတ်ညစ်အောင်ကျွန်တော်ကတေးရကျွန်တော်မသိလူ၆နေရမသိလို့စိတ်ညစ်အောင်ကျွန်တော်အဲ့ရင်လို့ပေါ့မလို့ရစကားလေးကထူကြတဲ့ကားလေးပါပိသက်တီတိုက်မဲ့စကားလေးစကားလို့လေးချက်မယ်ဒီလိုဇလဲမျိုးကိုဒီလိုဝိုင်မျိုးကိုပိသက်တီငတ်မှုနေမယ်ဆိုတာလေကျုံချပါအဲ့အတွက်ကြောင့်ဒီစကားလေးကကားကောင်းလေးတကားပါလာကြည့်ပါလို့ကျွန်တော်ပြောချင်ပါတယ်